ကျောင်းလူငွေ300ကို online game ဆော့ပစ်လိုက်တာကြောင့်အဖမ်းခံလိုက်ရတဲ့ဖုံဖုံပရိသတ်များလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေချွတ်ဆွလိုက်ပါတယ်အခုနောက်ပိုင်းမှာတော့ game ပေါင်း900ကျော်ကလူအများကြီးမှာအရန်ပြန့်နှံ့နေတာပေါင်းအစပိုင်းမှာတော့အနိုင်တွေပေးပြီးမြို့မြို့မြက်မြက်လဲရတာကြောင့် game ဆွဲသွားကြပါတယ် ဂိမောင်900ကျော်ကမြန်မာနိုင်ငံမှာတာမကပဲအခြားသောနိုင်ငံတွေမှာလည်းစောတဲ့သူတွေများပြီးပြီးပွားပြတ်သွားတဲ့သူတွေဘဝပြတ်သွားတဲ့သူတွေလည်းမနှဲပါဘူးဂိမောင်900ကျော်ကိုစော့ပြီးဖမ်းခံလိုက်ရတဲ့အထက်မှာထိုင်းနိုင်ငံကအသက်80ရွယ်ဆရာတော်တပါးနဲ့ပါဝင်ခဲ့ပါတယ်ဒီဆရာတော်ကတော့ထိုင်းတနိုင်ငံလုံးကလှူဒါန်းမှုများစွာကိုရရှိနေတဲ့ဖုံဖုံဖြစ်ကဖမ်းခံလိုက်ရတဲ့သတင်းကြောင့်အလုံးကအံ့ဩနေကြတာပါထိုင်းနိုင်ငံနခွန်ပသွမ်ခရိုင်မှာရှိတဲ့ Ranking ဖုံတော်ကြီးကျောင်းကကိုကိုွယ်သူများတဲ့တတ်တော်80ရှိတဲ့ဆရာတော်တပါးဖြစ်ပါတယ်အသက်80ကျော်ရွယ်ဖုံဖုံက ဂိမ်းမောင်း900ကျော်ကိုဆော့မယ်လို့ဘသူကမှမထင်ထားခဲ့ကြပါဘူး။ဖုံမုံကဖုံချင်းချောင်းပိုင်အလှငွေတွေကိုယူကာအွန်လိုင်းလောင်းကစားလုပ်ခဲ့တာကြောင့်မေ15ရက်ကဝရမ်းထုတ်ဖမ်းဆီးခံခဲ့ရပါတယ်။ဒီသတင်းကတော့ထိုင်းနိုင်ငံမှာလည်းပြန့်နှံ့သွားသလိုဂိမ်းတွေရဲ့စိုးကြကဒီလောက်တောင်ဆုံးနေပြီလားဆိုတော့လူအများကိုတုံ့နှောက်သွားစေပါတယ်။အဖမ်းခံရတဲ့ဆရာတော်ရဲ့ဘွဲကတော့ဓမ္မရာချီဝါနိုဝိဖြစ်ပြီးကျောင်းမှာဩဇာကြီးတဲ့ဖုံမုံတစ်ပါးဖြစ်ပါတယ်။ဖုံမုံကကျောင်းပိုင်ငွေဘတ်တန်း300ကိုဖဲဆော့လိုက်တာဖြစ်ပါတယ်။ ဖုံဖုံဟာကျောင်းလူငွေတွေကိုသူ့ဘဏ်စင်းထဲကိုပြောင်းထည့်ဖို့အတွက်ကျောင်းကျိုးတော်ဆောင်အဖွဲ့ကိုပြောခဲ့တာပါဘဏ်အကောင့်တွေကိုပြောင်းထည့်ခဲ့တဲ့ငွေတွေကတော့ဘတ်တန်း300ရှိပါတယ်ဘဏ်အကောင့်တွေကိုရောက်တဲ့အခါမှာအရင်ငွေတွေကိုပွဲစားမျိုးသမီးနဲ့ချိတ်ဆက်ပြီးအွန်လိုင်းလောင်းကစားကိုအကောင့်ဖွင့်လိုက်တာပါဘတ်ခရဆိုတဲ့ဖဲကစားနီးမှာဘတ်တန်းချီ300တာဖြစ်ပြီးဘယ်သူကမှမယိမ်မိခဲ့ကြပါဘူး ဖမုံကိုချိတ်ဆက်ပေးတဲ့ပွဲစားကတော့မနစ်ကဖမ်းဆီးခံခဲ့ရပြီးအမခန်နဲ့လွတ်မြောက်လာပါတယ်။မေ15ရက်နေ့နနက်10:00နာရီအချိန်မှာဗန်ကောက်မှာရှိတဲ့ဘိုးစုံစမ်းထောက်လန်းရေးဘီရိုကနေဖမ်းဝရမ်းထုတ်ပြီးနောက် မွန်လဲဖိုင်းမှာတော့ BIC ကရဲမှုချုပ်ပန်ဂရို CIB လက်ထောက်ရဲမင်းကြီးစရီဘရာဆနဲ့ထိတ်တန်းဆုံဆန်းထောင်လန်းရေးဖြူတို့အရာရှိတွေကလာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ဆရာတော်ကိုလာဖမ်းရတာကတော့သတင်းဖိတ်တိုင်ကြားတဲ့သူရှိတာကြောင့်လာဖမ်းတာပါ။အပေါ်ရန်သတင်းထဲတင်လာဖမ်းခဲ့တာမဟုတ်ဘဲရဲအရာရှိတိုးကိုဖုန်ကြီးကျောင်းမှာရှင်းလာကြဆင်လွတ်ပြီးဆုံဆန်းခိုင်းပါတယ်။တပ်တွေခိုင်လုံပြီးတော့အထောက်အထားတွေခိုင်ခိုင်မာမာရတဲ့အခါမှာလောင်ကစားလောက်တာတေးချသွားလို့ ဖမ်းရန်ထုတ်ပြီးဖမ်းလိုက်တာပေါ့ဖမ်းဆီးပြီးတဲ့နောက်မှာတော့ရဲတပ်ဖွဲ့တွေကဖုံဖုံဓမ္မချီဝါနူဝင်းရဲ့လောင်ကစားငွေစည်ရင်းကိုစစ်ဆေးကြပါတယ် 2021ခုနှစ်နောက်ပိုင်းပြည်လဲဆစ်ဆေးကြီးတဲ့အခါဖယားကျောင်းဗန်စင်းကနေလွှဲယူသွားတဲ့ဘတ်တန်300ကိုတွေ့လိုက်ရပါတယ်။လောင်ကစားလောက်ထားတဲ့စုစုပေါင်းငွေကဘတ်တန်300မကပဲသူ့ရဲ့ကိုပိုင်ငွေတွေနဲ့ပေါင်းရင်ဘတ်တန်900အထိရှိနေကြတာပါ။ဘုံကြီးကျောင်းကအပိုင်နဲ့ငွေတွေကုန်သွားပြီးတဲ့နောက်ယင်းဤတဲ့အခြားဆရာတော်တွေထံကနေလည်းဖုံဖုံကငွေတွေချီပြီးလောင်ကစားလုံးတွေဒါကိုတွေ့လိုက်ရတာပါ။ဒါကြောင့်ဖုံဖုံကတော့တတ်တော်80ရောက်မှတတ်သေးခိုင်မာနဲ့ဖန်ခံလိုက်ရပြီးသင်ငန်းစာရောက်ွယ်ဖြစ်သွားခဲ့ပါတယ်။လောင်ကစားကလူတွေရဲ့စင်းစားညံကိုဖုံးလန်းစေနိုင်ပြီးဖြတ်ဖို့ခက် တ်တဲ့အရာလည်းဖြစ်တာပါ။လောင်ကစားကြောင့်မိသားစုပြိုကွဲသွားတဲ့သူ၊ဘဝပြတ်သွားတဲ့သူ၊စီးပွားပြတ်သွားသူတွေအများကြီးရှိပြီးအဲ့ဒီထဲမှာဖုံဖုံလေးပါဝင်သွားပြီးအဖမ်းခံလိုက်ရတာပါ။ចောင်းပိုင်ငွေဘတ်တန်း300ကိုဖဲဆော့လိုက်ပြီးနောက်ဖမ်းခံလိုက်ရတဲ့ဖုံဖုံပုံဒေသတို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။